နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြိရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ ှင်လူကခရဝင်ခန်းကြီး34အငယ်25မှ35လူစုဝေးပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကိုယေရှုသည်လှည့်၍ကြည်တော်မူပြီးလျှင် အချင်းသူသည်ငါထံသို့လာ၍မိဘသားမယာညီကိုနှမရို့ကို၎င်းထိုများမကမိမိအသက်ကို၎င်းမမုံ ထိုသူသည်ငါတပြီမဖြစ်နိုင်ဟာအချင်းသူသည်မိမိလဝါကတိုင်ကိုထမ်း၍ငါနောက်သို့မလာထိုသူသည်ငါတပြီမဖြစ်နိုင်ဟာဒီနှုတ်ရင် တယောက်တော်သူသည်တိုက်ကို တီမီဟုအကြံရှိလင် ထိုတိုက်ပြီးအောင်ငွေလောက်မီမလောက်မီကိုသိချင်းကရေဥစွာထိုင်၍ကုံစည်းကိုမချင်းတွက်ပဲနေမီလောသူမဟုတ် တိုင်မြစ်ကိုတီး၍တိုက်ကိုမပြေးနိုင်လင်တီမြင်တော်သူအပေါင်းတို့ကဤသူသည်တီစပြွ၍အစမတတ်နိုင်ဟုကဲ့ရဲ့ကြလိမ့်မည်တဏီကတစုံတယောက်သောရှင်ဘီရင်သည်အခြားသောရှင်ဘီရင်နှင့်စစ်ပြိုင်မည်ဟုအကြံရှိလင် လူ1000နဲ့ခြိလာသောရှင်ဘုရင်ကို လူ1000နဲ့ခံနိုင်မည်မခံနိုင်မည်ကိုရှေးဥစွာထမ်း၍မစင်ကျင်ပဲနေမည်လော မခံနိုင်သည်မှန်လျင် အခြားသောရှင်ဘုရင်ဝေးသည်သောအခါတန်တမန်ကိုဆစ်လွတ်၍စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ်သည်မဟုတ်လောထိုနေ့ကျသင်တို့တွင်အချင်းသူသည်မိမိ၌ရှိသမျှကိုမစွန့်ပဲနေ၏ထိုသူသည်ငါတပည့်မဖြစ်နိုင်ရာစားမှုကကောင်း၏သို့တော်လေအငံကင်းပြောက်လျင်

ရှင်လုကာခရစ်ဝင်ခန်းကြီး14ခန်းငယ်28အဖိုးအခကိုတွေ့ချက်ခြင်းမြို့သူမြို့သားများကမြည်သည့်နေရာကို မှခยีမပေါက်တော်လံ The road to nowhere ဟုခေါ်တော်လဲတရဝင်းနာမည်မှာရှုကင်းသာလံ Lake View Drive ဖြစ်သည်၎င်းသည်မြောက်ကယ်ရိုလိုင်းနာ Bryson City အနီးရှိ Great Smoky Mountains အမျိုးသားဥယျာဉ်ရှိ ဖွန်တနာလေကိုအပေါ်စီးမှမြင်ရသောရှုကင်းသာဖြစ်ပြီး6မိုင်ရှည်လျားသည်ကြောက်တောင်ဆောင်မှပေ1200အထိဥမင်လှိုင်ကောင်းလန်းကိုဖောက်ခဲ့ပြီးနောက်လုပ်ငန်းရပ်တန့်သွားသည် ထိုလုပ်ငန်းအတွက်အစိုးရကဒေါ်လာသန်းပေါင်းများစွာ သုံးစွဲခဲ့ပြီးတဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့်အစိုးရင်စရာများကို တွေ့ရှိခဲ့၍ထိုစီမံကိန်းရပ်ဆိုင်သွားခဲ့သည်လက်သမားအဖြစ် အသက်မွေးခဲ့သူယေရှုသည် တချိန်ကသူ့နောက်လိုက်ချင်း၏အဖိုးအခကိုတွက်ချက်ခြင်းနဲ့ဆက်လျင်း၍ဆောက်လုပ်ရေးဥပမာတစ်ခုကိုပြောပြခဲ့သည်။တင်းတို့တွင်တယောက်သောသူသည်တိုက်ကိုတီမီဟုအကြံရှိလျင်ထိုတိုက်ပြီးအောင်ငွေလောက်မီမလောက်မီကိုသိခြင်းငှာရှေ့ဥစွာထိုင်၍ကုံစရိတ်ကိုမချင့်ထွက်ပဲနေမီလောဟုမေးခဲ့သည်။နောက်ထပ်မိန့်ကြားသည့်စစ်စရိတ်ကိုတွက်ချက်သောဘရင်တပါးအကြောင်းသည်လေထိုသဘောတရားအတိုင်းပင်ဖြစ်သည်။ သူ့နောက်လိုက်သောလူအစုဝေးကြီးကိုမိန့်ကြားလျက်သူအားစိတ်ရင်းမှန်ဖြင့်ယုံကြည်ပြီးသူ့နောက်တော်လိုက်လျှောက်ခြင်းအတွက်အဖို့အခရှိကြောင်းကိုတပည့်တော်တို့အားနားလည်စေခြင်းသောကြောင့်ဖြစ်သည်သခင်လှုပ်ပေးနိုင်သောအရာများကြောင့်သာသခင်ယေရှုနောက်လိုက်ခြင်းသည်မြည်သည့်နေရာကိုမှမရောက်သောလမ်းဖြစ်သည် နေ့စဉ်ဒုစရိုက်မှ ပြန်လှည့်ကာကိုတော်နှင့် ကိုရောဤနိုင်ငံတော်အတွက်အသက်ရှင်နေထိုင်ရန်အာယုံစိုက်ခြင်း၌သခင်ပြောသည့်အတိုင်းကိုလက်ဝါးကတိုင်ကိုထမ်းခြင်းဖြင့်သခင်အဖို့အလွန်ကနောက်တော်လိုက်ခြင်းသည် အရာအလုံးကို ပြောင်းလဲစေသည် အဖို့အခကိုရေတွက်ရမည်သို့သောသခင်သည်ပေးဆက်ရသည့်အဖို့အခနှင့်ထိုက်တန်ပါသည် ်သခင်ယေရှုကိုယုံကြည်ပြီးနောက်တော်လိုက်လျှောက်ခြင်းအတွက်သင်မြည်သည့်အရာကိုပေးဆက်ရသည်။ကိုတော်ကို အမှန်တကယ်သိရှိပြီးသူ့နောက်လိုက်ခြင်းထက် အခြားမြည်သည့်အရာကမျှထိုက်တန်မှုမရှိပါ။အဘယ်ကြောင့်နည်းတင့်တယ်သောကဲ့တင်ရှင် အခြားအရာများထက်ကိုယ်တော်အတွက် အသက်ရှင်ရန်မဆရတော်မူပါ ကိုတော်ကိုတည်ခြင်းဤကောင်းမြတ်ခြင်းကိုညီသည့်အရာနှင့်မျှနှိုင်းရှင်၍မရနိုင်ပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည် အာမင်နေစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကျွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။